ဟုတ်ကဲ့ပါဆိုတော့တော်လှန်ရေးရဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကဒီလက်နက်ခဲယံနဲ့ထောက်ပို့ရေးဖြစ်တယ်လို့ပြောရမှာပေါ့နော်ဆိုတော့ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့အနေနဲ့ဒီကိစ္စကိုဘယ်လိုမျိုးစီမံခန့်ခွဲပြီးတော့ဖြေရှင်းနေတာမျိုးရှိလဲရှင်အဲပြီးတော့မှဒီတစ်ဆက်ထဲမှာပဲပြည်သူလူထုရဲ့ထောက်ပံ့ကူညီမှုတွေကဒီရှေ့တန်းကရဲဘော်တွေအတွက်ဘလောက်အထိအရေးပါလဲဆိုတဲ့အရာလေးလည်းရှင်းပြပေးစေချင်ပါတယ်ဒီဟာကကြာတော့ကျွန်တော်တို့ဆော့ဆော့ပိုင်းကညီမပြောလိုက်လို့မျိုးပါတကယ်ကိုတော်လှန်ရေးအသက်သွေးကြောတစ်ခုပါပဲနော် ဘာဖြစ်လို့လဲဆိုတော့လက်နက်ကဘယ်လောက်ပဲရှိနေရှိနေသူ့မှာပြစ်ဖို့အကြည့်မရှိဘူးဆိုလို့ချင်းအဲ့လက်နက်ကဒုတ်ဖဲလိမ့်မယ်ဘာမှတော့လို့မရဘူးဒုံးနဲ့ပြေးရိုက်ဖို့ပြေးရိုက်တဲ့အကွာဝေးလောက်ဆိုကိုလက်ကတ်လို့ရတဲ့အနေထားမျိုးမဟုတ်ဘူးအဲ့တော့ကျတော့နှစ်ဖက်လုံးရဲ့အသက်သွေးကြောပဲဒီစစ်ကောင်စီရဲ့အသက်သွေးကြောကလည်းဒီလက်နက်ခဲရိုင်းရဲ့ပြီးလို့ရှိရင်သူတို့ရဲ့ထောက်ဖို့အားတွေပေါ့နော်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာဆိုလို့ချင်းလည်းဘယ်သူမှကိုပိုင်စီးပွားရေးနဲ့ တော်လိုင်းကြီးလုံးနိုင်တာမရှိဘူးအစာပိုင်းလေးတော့ပဲရင်းနေပြီးတော့လုံးလိုက်နိုင်တာပဲရှိရနောက်ပိုင်းတွေဆက်လုပ်ဖို့အတွက်ဆိုရင်ပြည်သူရဲ့အားတွေလိုလာတယ်ပြည်သူရဲ့ထောက်ပံ့မှုတွေလိုလာတယ်အဲဒါကြောင့်မလို့ပြည်သူရဲ့ထောက်ပံ့မှုတွေမရတော့ဘူးမရှိတော့ဘူးဆိုလို့ရှင်လဲကျွန်တော်တို့လည်းပြုတ်ကြတော့မှာပဲဘာမှရှေ့ဆက်လို့မရဘူးအဲ့တော့ကြတော့ကျွန်တော်တို့အခုလက်ရှိအချိန်ထိရှေ့ဆက်နိုင်နေဆိုတဲ့ခါကပြည်သူတွေကိုယ်တိုင်ကပါနေပြီးတော့ပြည်သူတွေကိုယ်တိုင်ရဲ့ထောက်ပံ့မှုနဲ့ကျွန်တော်တို့ရှေ့ဆက်သွားနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာပြည်သူတွေပေးတဲ့အသက်သွေးကြောင့်လဲကျွန်တော်တို့ကဒီအသက်ဆက်ရှင်ပြီးတော့ဒီတော်လိုင်းကြီးကိုအဆုံးထိသွားနေကြတယ်ကျွန်တော်တို့မှာကဒီစစ်ကောင်စီနဲ့ရှင်လို့မရတဲ့အပိုင်းတွေအများကြီးရှိတယ် ဘာလို့လဲဆိုလို့ရှိရင်ဒီစစ်ကောင်စီမှာကသူ့ကိုထောက်ပို့ပိုင်းနေဒီငွေကြေးပိုင်းနေကျွန်တော်တို့ဘလို့မှသူ့ကိုဖြတ်တောက်လို့မရနိုင်ဘူး။ဘာကြောင့်မရနိုင်လို့ဆိုလို့ရှိရင်သူတို့မှာနိုင်ငံခြားယင်းနှီးညှုပ်နှံမှု export import လုပ်ငန်းတွေကခုချိန်ထိသူတို့သူတို့ကပဲကင်ပယ်ထားတော့မယ်ပေါ့နော်။ဒီနံတဘာဝတွန်းထွက်ပစ္စည်းတန်ဇာတာတွေဆိုလို့ရှိရင်လည်းဒါသူတို့ပဲထုတ်ယူသုံးဆွဲပြီးတော့သူတို့လက်ထံမှာပဲရှိနေသေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဥပိုင်လို့ခေါ်တဲ့စီးပွားရေးယင်းနှီးညှုပ်နှံမှုတွေဒါတွေကလည်းစစ်တပ်ရဲ့အကျိုးစီးပွားပစ္စည်းတွေပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့တယောက်တယောက်ချင်းစီရဲ့ပိုင်ဆိုင်မှုတွေက တန်းစင်မြေဆက်တောင်စားမကုန်တဲ့အနေထားလို့ဒီတို့မှာလက်ရှိချိန်ကြီးရှိနေကြသေးတယ်။နောက်တစ်ခုအနေနဲ့ဒီစီးပွားရေးတွေမိခိုပြီးတော့ဒီတန်းစင်မြေဆက်တသက်စာတော့မကုန်နိုင်အောင်ချမ်းသာနေကြတဲ့ခရိုနီတွေဆိုတဲ့ဟာလေဒါတို့ရဲ့စီးပွားရေးတောက်တိုင်နေလေအဲ့ဒါကြောင့်မလို့ဒီစီးပွားရေးတောက်တိုင်နေရကြတော့ပြူပြတ်မှတို့ကိုဖြူဖြတ်နိုင်မှာဆိုလို့ရှိရင်တော့ဒါဟာတော်တော်နဲ့ပြီးမဲ့ကိစ္စမဟုတ်ဘူးတို့တို့မှာကရှိတဲ့ယဉ်ဒီမှုတွေနဲ့ လေယာဉ်တွေလည်းဝင်နိုင်တယ်အခုနောက်ပိုင်း drone တွေနဲ့သူတို့ကိုတိုက်ခိုက်တယ်ဆိုတော့ကြသူတို့က drone တွေကိုယ့်ထက်အဆင့်မြင့်တဲ့ drone တွေပြန်ဝယ်ပြီးတော့အများကြီးပဲအသုံးချနိုင်တယ်ပေါ့နော်ဒါအဲ့လိုမျိုးဆိုတော့ကြသူတို့နဲ့ဟိုမဟာမိတ်ဆက်ဆံရေးနိုင်ငံတွေကလည်းရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလမ်းကြောင်းပိုင်းတွေကသူတို့ကိုသွားပြီးတော့ပြတ်အောင်ဆိုပြီးတော့ကျွန်တော်တို့ကအများကြီးမလုံနိုင်ဘူးကိုဘက်ကပဲမပြအောင်ထိမ့်သိမ့်ပြီးတော့သူတို့စည်ရင်းနဲ့အနိုင်ယူဖို့ပဲအရေးကြီးတဲ့အချက်တစ်ခုလို့ပဲဒါကတော့ကျွန်တော်ကတော့ပြောချင်တာပေါ့ဗျာဟုတ်ကဲ့